ဒီကနေ့6လပိုင်း29ရက်တောက်ချာနေမြန်မာချိန်တနင်္ဂနွေနေ့မနက်ပိုင်းမှာတော့မြန်မာကိုစားပြုချင်းတိုင်းသားဖိုက်တာလေး Joshua Ben ပါဝင်တဲ့ UFC 317ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာပဲဖြစ်ပါလေ။စူပါပြိုင်ပွဲကြီးမှာ Prelim ခေါင်းစဉ်အောက်ကနေ6ပွဲ ရှင်ပြိုင်သွားမှာဖြစ်ပြီး Main Gate ခေါင်းစဉ်အောက်ကနေ9ပွဲ ရှင်ပြိုင်ထိုးသက်သွားမှာပါ။မိတ်ကက်ခေါင်းစဉ်အောက်မှာတော့ American Fighter Brandon Ruben နဲ့ Joshua Ben တို့ပွဲစဉ်ပါဝင်နေကြတာပါ UFC 317ပြိုင်ပွဲကြီးရဲ့ခေါင်းပွဲစဉ်နဲ့ဒုတိယခေါင်းပွဲစဉ်နောက်မှာတော့ Joshua Ben ရဲ့ပွဲစဉ်ရှိနေတာပါမြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ UFC 317ပြိုင်ပွဲကြီးရဲ့ prelim ပွဲစဉ်တွေကို6လပိုင်း29ရက်တနင်္ဂနွေနေ့မြန်မာအချိန်မနက်ပိုင်း9:00နာရီခွဲကနေစတင်ကြည့်ရမှာဖြစ်ပြီးမိန့်ခဲ့ပွဲစဉ်တွေကိုတော့6လပိုင်း29ရက်တနင်္ဂနွေနေ့မနက်ပိုင်းမြန်မာအချိန်8:00နာရီခွဲကနေစတင်ကြည့်ကြရမှာပါ မေဂန်ဖိုက်တာဘရန်ဒန်ရိုဘင်နဲ့ဂျော့ရှွတ်ဗန်ပွဲတင်ကမနက်ပိုင်း9:00နာရီခွဲ10:00နာရီဝန်းကျင်ကြားမှာကြည်ကြရမှာပါ UFC 317ပွဲစဉ်ကြီးကပေးပါဘျူးနဲ့ကျင်းပတာဖြစ်လို့အခမဲ့ရုပ်သံလိုင်းတွေကနေတိုက်ရိုက်ပြသသွားမှာမဟုတ်ပဲအခပေးရုပ်သံလိုင်းတွေကပဲကြည့်ရှုခွင့်ရကြမှာပါမြန်မာပြည်ကပြည်သက်တွေကတော့ Canon Black Application ကနေဝယ်ပြီးကြည့်လို့ရမှာဖြစ်ပါတယ် မြန်မာပိသက်တွေကတော့ကဘာကျော် UFC promotion ကြီးမှာ champion စင်ကိုဝင်ရလာမဲ့ပွဲမျိုးကိုထိုးသက်မဲ့ Joshua Ben ကိုအပြည့်ဝအားပေးဝင်ရည်နေကြပါပြီ UFC ဥက္ကဋ္ဌဒေနာဝိုက်ကိုရင်ဂရီပေးထားတဲ့ champion စင်ကိုဝင်က fighter နှစ်ယောက်အပေါ်မှာပဲမူတည်နေပြီးအပြိုင်ကျမ်းကြဖို့လည်းရှိနေပါတယ်ဒါကြောင့်လဲ MMA ပွဲသုံးသက်သူတွေက Joshua Ben နဲ့ Brandon Roberto တို့ရဲ့ပွဲစဉ်ကစိတ်လို့ရှားစရာပြည့်ပေးမဲ့ပွဲချမ်းဖြစ်မြင်တွေ့ရမယ်လို့သုံးသက်နေခဲ့ကြတာပါ။ ွဲပေါ်မှာလည်းအမျိုးမျိုးသုံးသက်ချက်တွေရှိနေကြပေမဲ့ Fighter နှစ်ယောက်လုံးရဲ့ပွဲတွင် Fight IQ နဲ့ပြိုင်ဘက်ပေါ်သုံးသက်ကစားနိုင်စွမ်းတွေကဒီပွဲပေါ်အများကြီးအကျိုးသက်ရောက်လာမှာပါ Fighter နှစ်ယောက်လုံးရဲ့တက်လုံမိုင်းကိုကြည့်ရမယ်ဆိုရင်လေ9မိနစ်3ကြိမ်ပွဲမျိုးဖြစ်လို့အရင်ကြီးကွာဟနေတာမျိုးတွေ့ရမှာမဟုတ်ပဲသူတင်ကိုတင်ကစားမဲ့ပွဲမျိုးပဲဖြစ်လာမှာပါ ဂျော့ရှွာဘန်ရဲ့ပြိုင်ဘက်အမေရိကန်ဖိုက်တာကတော့သူ့ရဲ့ပုံစံတိုင်းအကောင်းဆုံးကောင်တာဖွင့်ရှင်ထိုးလာနိုင်ပြီးအစင်မပြေခင်ရင် ground game အထိပါဂျော့ရှွာဘန်ကိုဆွဲခေါ်သွားဖို့ရှိနေတာပါဒါကိုလေဂျော့ရှွာဘန်ကကောင်းကောင်းသဘောပေါက်ပြီးပြိုင်မက်ကချုပ်ကွက်နဲ့ပုံပေါ်လာရင် သူကလည်းချုပ်ကွက်နဲ့ပွဲသိမ်းပြမယ်လို့ပြောကြားထားခဲ့တာပါဖိုက်တာနှစ်ယောက်လုံးကတော့တက်မှတ်ဝိတ်တန်းကို125.5ပေါင်နဲ့အသီးသီးဝင်ရောက်နိုင်ခဲ့ကြတာလေးဖြစ်ပါတယ် မြန်မာပိသက်တွေဆိုရင်နာကဂျော့ရွှေဘယ်နေနဲ့ပထမပွဲထိုးပြီး21ရက်ကြာမှလူသားဝင်ထိုးသက်ရတာဖြစ်လို့ပြင်ဆင်ချိန်ထက်ဝိတ်ကက်လုံးတဲ့ပိုင်းတွေမှအဆင်မပြေဖြစ်ပြီးပွဲတွင်စမ်းဆောင်ရေးကြာမှကိုအတော်လေးစိုးရိမ်နေကြတာပါကျော်ရွှေပင်ကတော့အကောင်းဆုံးလုတ်ပြမဲလို့ပြောထားပြီးချန်ပီယံစင်ကိုကွင်းအတွက်အမိရစုပ်ကိုင်းမှုကြိုးစားလာမှာပါ တဖက်မှာလည်းပြိုင်ဘက် American Fighter ကခေသူမဟုတ်လို့လွေကူတဲ့လမ်းမျိုးတော့မဟုတ်ပါဘူး။ဒါပြင် Banner Robey ကို Joshua Ben အနေနဲ့အလဲထိုးဖို့ပိုပြီးခက်ခဲနိုင်ပြီးဒီစနစ်ပိုင်းနဲ့အနိုင်ရဖို့ချင်းကက်လာမလားဆိုတာစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။ ောက်ထပ်ဖြစ်လာနိုင်တာက Joshua Bell နဲ့ Brandon Roberto ရဲ့ပွဲစဉ်ကချန်ပီယံစင်ကိုဝင်ရမယ့်ပွဲမျိုးဖြစ်လို့ပိသက်တွေကြိုက်ပွဲရသပြီးတဲ့ပွဲချမ်းမျိုးလေးဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကမ္ဘာလေးမှာမြန်မာအလန်နဲ့ဂုံယူဝင်ကြွားစွာထိုးသက်နေတဲ့ Joshua Bell ရဲ့ပွဲစဉ်ကိုကျွန်တော်တို့တူစောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာ။ကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ။